မင်္ဂလာပါ။အော်ဒီယိုပိုင်းစုံတိုင်းမှာကြိုဆိုပါရစေ။ယခုခါမှာတော့မြင်းကလင်းသတင်းများစင်တာ Facebook Page ကနေငလင်းအကြောင်းကိုတင်ထားတာကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။မြင်းကလင်းသတင်းများစင်တာကမ္ဘာပြည့်ရွေဒေတာများအာပြင်းမြင်းကလင်းစိုးရိမ်ရအခြေအနေရှိနေပြည်တွင်း၅3.5နှစ်အထက်သတိပြုမြင်းကလင်းတန်တဲ့အစာအုပ်များမှဝဲရတွင်နေပါ။ဒီနေ့မှစား 83နာရီခန့်တော်တွင်သူလိုရာတော့ကဘာမှာရှိတဲ့ပြည့်ရည်တွေကအပြည့်မြင်ကလေးတစ်ခုလှုပ်ဖို့အခြေအနေရှိနေတယ်လို့ဆိုလိုပါတယ်။ပြည်ရင်းမှာလည်း9တသမ5နဲ့အထက်ငလင်းလာနိုင်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့7.7ရှိတဲ့မန္တလေးငလင်းတန်းကိုတင့်ထားတဲ့အစအဦးများနေဝေးရုံနေပါလက်ဒီမြင်ကလေးသတင်းများစင်တာ Facebook page ဟာဆိုရင်တော့ကျွန်တော်တည်ထားသမျှကျွန်တော်တည်ထားသလောက်ဟောရင် 2018-2019ဝန်းကျင်ကလေးကမြေကလေးများကိုကြိုတင်ခံမှန်းပေးတဲ့တခုတည်းသောပိတ်ဖြစ်ပါတယ်။မှန်သည်တလောက်လည်းမှန်ခဲ့ပါတယ်။အခုချိန်ထိလည်းငလျင်ခံမှန်းတာကိုပဲနောက်လျှောက်လုပ်လာခဲ့တာပါ။လွဲတာတွေမှားတယ်လေအများကြီးရှိခဲ့မှာပါ။ဘာပဲဖြစ်ဖြစ်အစိုးရကြီးကြောက်ရွံ့နေဖို့မဟုတ်ပဲလောက်နိုင်နေဆိုတာသတိထားပြီးတော့ကျွန်တော်တို့သွားသတိလာသတိနဲ့နေရမှာပါ။ထို့သဖြင့်တော့တခင်ကလေးတံပိထားတဲ့အဆောက်အဦတွေကို ရှင်းလင်းရေးလုပ်နေတဲ့ညီနောင်တို့အထူးသတိထားကြပါမိုးကလည်းရွာထားတော့အကောင်လုံးဟာလောက်ရကန်ရခက်ခဲနေမှာပါအားလုံးသောမြန်မာနိုင်ငံသားပေါင်းငလျင်ဘေးနဲ့တကွဘေးပေါင်းချံပေါင်းကိုအောင်မြင်စွာကြော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်